ဒီနေ့တော့လင်းယူမယ်ဆိုပြီးတော့ကျွန်တော်ဒီအိဋ္ဌာန်နဲ့ကိုရှင်လောင်မင်းကနင်းတယောက်တည်းမနေတော့နင်းလင်းယူလိုက်တော့ဒီသချင်းနဲ့ဈေးပန်းကင်းလိုက်တော့ဆိုပြီးတော့ဒီသချင်းလေးကိုရေးပေးတာဖြစ်ပါရဲ့ရှင်ချင်းလေးကလည်းဘယ်လိုပြောမလဲဈေးပန်းခင်းတဲ့ပုံစံလေးပေါ့နော်ဟိုဟာလင်လိုချင်းတဲ့ပုံစံလေးပေါ့နော်မြမြလလတောင်းတောင်းမြမြလလတောင်း ဟောမင်္ဂလာပါကိုညရိုက်နေတဲ့သချင်းလေးကတော့ဟိုပါဗောနော်ကိုရှူလောက်မရေးပေးထားတဲ့လာလာတောင်းဆိုတဲ့သချင်းလေးဖြစ်ပါရဲ့ရှင်ပြုတ်အပြုတ်အပြုတ်ကြီးရေစမ်းမရှိပါတကူတကူတကူဒီညီငွေလာတာချစ်ရင်ချစ်ရင်အချိန်မဆွေးနဲ့ရှင်အမြန်တလာလာတောင်းလို့ရှင်ဒီနေ့တော့လင်းယူမဲဆိုပြီးတော့ဒီအဋ္ဌာန်နဲ့ကိုရှူလောက်မရနင်တယောက်တည်းမနေနဲ့နင်လင်းယူလိုက်တော့ဒီသချင်းနဲ့ဈေးပန်းကင်းလိုက်တော့ဆိုပြီးတော့ဒီသချင်းလေးကိုရေးပေးရဖြစ်ပါရဲ့ရှင်သချင်းကတော့ရေးပေးတော့ အဲအများကြီးပေါ့နော်ဖြောင်းနိုင်စက်တက်လောက်ကုန်နေရှင်းဒါမဲ့လာလာတောင်းအဲ့ဒါပဲမှတ်မိရပေါ့နော်အချင်းလေးကတော့ဟိုပါပေါ့နော်ဟိုဟာဘာလဲတက်တော်ဆော့လို့လည်းကောင်းတယ်ပေါ့နော်တက်တော်ဆော့လို့လည်းကောင်းတယ်ပြီးတော့အချင်းလေးကလည်းဘယ်လိုပြောရမလဲဈေးပန်းခင်းတဲ့ပုံစံလေးပေါ့နော်ဟွာလင်လိုချင်တဲ့ပုံစံလေးပေါ့နော်မြမြလလတောင်းတောင်းမြမြလလတောင်းချစ်ဖို့ကောင်းပါရဲ့ရှင်အဲ့ဒါချင်းလေးရိုက်နေတာဖြစ်ပါရဲ့ ဘောဘောဟုတ်တယ်မဲ့ဒီခက်ကလည်းသိရမလားအဲ့လိုလုံးမှာပဲ TikTok ဆော့လို့ကောင်းအောင်လုံးမှာပဲပေါ့မယ်ပေါ့ပေါ့မယ်နေထားဖြစ်နေရအောင်ပထမသချင်းတွေလည်းလုံဘူးပါတယ်ဟိုပါဘောနော်ကိုတောင်ရေးထားတဲ့သချင်းလေးအလွမ်းအစွေးတွေပေါ့နော်ပေးခဲ့ပြီးပြီပဲကိုရဲ့အသေးကိုလေဒီချက်လေးဘာလို့ဒီလက်ချီချီ ဆွန်ကုန်မယ်လို့တချင်းတွေလို့တော့လေတတော်တွေလည်းမဆော့ကြဘူးเนาะဆော့မပေးကြဘူးပေါ့เนาะအဲဒါမဲ့ဟိုပထမတပုတ်ထွက်ထားတယ်လေကြဲရင်တောက်ပမှုရမရဲနဲ့ဒီရကားလေးမနဲ့ငါမဆူနဲ့ဟိုအင်ကိုရရအောင်အောင်ပြန်ခဲ့အဲတချင်းလေးထွက်တော့ကတော့တတော်တတော်ဆော့ကြရပေါ့เนาะတတော်တခွင်လဲအောင်မြင်ခဲ့ရပေါ့เนาะအများကြီးဆော့ပေးကြရပေါ့เนาะအခုလဲအဲ့လို need to တချင်းလေးတပုတ်လုပ်ထားပါရဲ့ရှင်အကုန်လုံးလဲဒီတချင်းလေးထွက်ရင်လဲဆော့ပေးကြပါအောင်လို့ပြောချင်ပါရဲ့ရှင်ဟာ โอเคว่ะตีท่าได้อโกก็တော့ DJ Studio อ่ะกูกิโซโม้เนี่ยเล็ดยาเล่ဖြစ်ပါတယ်ရှင်เมซินก็တော့กูเต็งวินทรဖြစ်ပါတယ်ရှင်เตเยียก็တော့กูชุยเล็ดออมมินยีไปท่าได้ชิ้นนี้ဖြစ်ပါတယ်ရှင်ဟုတ်ไอ้น้องมุพยาดีซินมีซงทูซุยเวราชิยาช่วยมะลงอีเมียนละตาวရှင်อ่าดีชิ้นนี้ก็တော့ป้องเหมือนรู้ทําပါတယ်ရှင်มาพูดเลยဆိုတော့သူလည်းအကျိုးမှန်တန်တဲ့သမီးကိုအနေရနေပြီးတော့ကူညီပြီးတော့ပံ့ပိုးပေးထားဖြစ်ပါတယ်ပြီးတော့လည်းသူတို့တွေက အဲသူတို့တွေရဲ့ရေးအတီးတွေနေစဉ်နေနဲ့တော့ဒီသချင်းလေးကပေါက်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါအကန်လေးကတော့ညီမလေးမဆန်နာနဲ့အဲညီမလေးကစ်ကစ်တို့ကနေပြီးတော့လာပြီးတော့ကုညီပံပိုးပေးထားဖြစ်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါမကြခင်ဒီသချင်းလေးကထွက်မှာဖြစ်ပါတယ်ရှင်ဒီသချင်းလေးထွက်ရင်လည်းတော်တော်လေးစော့ပေးကြပါအောင်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်